ငလျင်ဘေးအတွက်တင်းထောင်ကျော်လှူဒန်းမှုကြီးလှုပ်ပေးခဲ့တဲ့ဝမုံရွှေတို့ဇနီးမောင်နှံဒေသမြအောင်မဲမင်္ဂလာပေါင်းမော်တပန် page ကနေကြိုဆိုလိုက်ပါတယ်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်းရောက်9.9 magnitude ရှိတဲ့ငလျင်ကြောင့်မြန်မာနိုင်ငံရဲ့နေရာတော်တော်များများမှာထိခိုက်ပျက်စီးခဲ့ရတာဖြစ်ပါတယ်မန္တလေး၊စကိုင်း၊ပျော်ပွဲစတဲ့မြို့တွေကပျက်စီးထိခိုက်မှုအများဆုံးဖြစ်ကလူသေဆုံးမှုတွေလည်းအများဆုံးဖြစ်နေခဲ့တာပေါ့အခြားနေရာဒေသအများစုမှာလည်းပျက်စီးမှုတွေလူသေဆုံးမှုတွေရှိနေကတနိုင်ငံလုံးအတိုင်းအတာနဲ့ဒုက္ခပင်လဲဝင်နေခဲ့ရတာပေါ့ ဒါအပြင်ငလျင်ရဲ့နောက်ဆက်တွဲပြဿနာတွေလည်းကြုံတွေ့နေရပြီးအသေးစားငလျင်လေးတွေလည်းအချိန်ပေါင်းများစွာဖြစ်ပေါ်နေစေအချိန်ဒီမှာရှိနေခဲ့ပါတယ်။ဒါကြောင့်တနိုင်ငံလုံးကတနိုင်သမျှအချင်းချင်းပြန်ကူညီနေကြကအနုပညာရှင်တွေကလည်းလူတန်းမှုတွေကိုအားတက်သရောလုပ်ပေးနေတာ ဖြစ်ပါတယ်။ဒီအထက်မှမှခရိုနီတထေကြီးကိုနိုင်ဖြိုးကျော်နဲ့ဇနီးဖြစ်သူမင်းသမီးဝမ်မုံရွှေတို့ကလူတန်းငွေတွေကိုသိန်းထောင်ကျော်ထိလွတ်တန်းလာခဲ့တာ ဖြစ်ပါတယ်။ဝမ်မုံရွှေနဲ့ကိုနိုင်ဖြိုးကျော်တို့ကခုလိုဖြည့်တွေစကားတွေက Brighter မင်းသမီးကြီးခိုင်နေဝေစီမှာသိန်း300လွတ်တန်းပေးခဲ့ပါတယ်။ အနှစ်ပြညလောကရဲမှာဆိုရင်ခိုင်နေဝေကသိန်းတထောင်မတီပီလှူဒန်းခဲ့တဲ့အစောဆုံးလှူရှင်လို့တော့ပြောလို့ရသလုံးဝမ်မုံရွှေရင်နဲ့ကိုနိုင်ဖြိုးကျော်တို့ကလည်းခိုင်နေဝေစီမှာအစောဆုံးနဲ့အလှငွေအများဆုံးလှူဒန်းခဲ့တဲ့အနှစ်ပြညရှင်တွေပဲဖြစ်ပါတယ်ဝမ်မုံရွှေရင်နဲ့ကိုနိုင်ဖြိုးကျော်တို့လှူဒန်းပြီးတဲ့နောက်မှာတော့အခြားအနှစ်ပြညရှင်တွေကလည်းအသေးသေးတက်နိုင်တဲ့လောက်လှူဒန်းပေးလာခဲ့ကြတာပေါ့ဒါကြောင့်ခိုင်နေဝေစီမှာအလှငွေသိန်းပေါင်းများစွာရရှိထားပြီးလိုအပ်တဲ့နေရာတွေမှာအကူအညီလှူဒန်းမှုတွေလှုပ်ဆောင်နိုင်ခဲ့ပါတယ် ဒါပေမဲ့ဒီတစ်ခေါက်ငလျင်ကပျက်စီးဆုံးရှုံးမှုတွေအရင်များလုံးတာကြောင့်အလူငွေတွေကလည်းလောင်းကားတာမျိုးမရှိပါဘူး။ဒါကြောင့်ကိုနိုင်ဖြိုးကျော်တို့ကငလျင်ဘေးအတွက်ထမှန်လူတန်းဖို့ပြင်ဆင်နေခဲ့ကြတာပေါ့။ကိုနိုင်ဖြိုးကျော်နဲ့ဝုမုံရွှေတို့ကကနုံအလူအနေနဲ့သူတို့နှစ်ယောက်နာမည်နဲ့3300လူတန်းပြီးနောက်မှာတော့ကိုနိုင်ဖြိုးကျော်ရဲ့အဓိကစီးပွားရေးလုပ်ငန်းဖြစ်တဲ့ VV အချိုရီကုမ္ပဏီကနေနောက်ထပ်3000ထမှန်လူတန်းခဲ့တာဖြစ်ပါတယ်။ VV အချိုရီကတော့မြန်မာနိုင်ငံရဲ့နာမည်ကြီးအချိုရီကုမ္ပဏီဖြစ်ပြီးနှစ်ပေါင်းများစွာစားသုံးသူတွေကြောင့်အောင်မြင်နေတဲ့ကုမ္ပဏီတစ်ခုပေါ့။ ခရိုနီတထေးကြီးကိုနိုင်ဖြိုးကျော်ရဲ့အဓိကပင်မစီးပွားအရင်းမြစ်လဲဖြစ်တာကြောင့်အခုလိုသိန်းတစ်ထောင်ကျော်လွတ်တန်းလာခဲ့တာဖြစ်ပါတယ်။ဒီလိုလွတ်တန်းမှုအတွက်ပြည်သက်တွေကတော့ဝမ်းသာနေကြတာပေါ့။ဝုံမုံရွှေကခရိုနီတထေးတယောက်ကိုယူထားပေမဲ့လည်းသူ့ရဲ့ပြည်သက်အများပြည်သူတွေကတော့ပြစ်ထားသူမဟုတ်ပါဘူး။ဘလို့ဘေးတွေ့တွေ့အရှိဆုံးကနေတအားသလောက်အလှငွေတွေလွတ်တန်းပေးတဲ့အနုပညာရှင်တယောက်ဖြစ်တာကြောင့်အပယောက်ကျော်နဲ့တည်းဆိုပြီးလူပြောများနေတာပေါ့။ သူ့ရဲ့အကောင့်ကနေလဲဝမ်မုံရွှေကဝန်ထဲကျောင်းတွေဖော်ပြနေပြီးငလင်ဘေးတံခန်းစားခဲ့ရတဲ့အများသူငါနဲ့အတူထပ်တူစိတ်ဆင်းရဲနေခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်သူတို့ဇနီးမောင်နှံနမဲနဲ့ရောခင်မုံဖြစ်သူရဲ့ကုမ္ပဏီအနေနဲ့ပါအလွန်ငွေတွေဇက်တိုင်လွတ်တန်းပေးခဲ့တာပါ။ဒါအပြင်ဝမ်မုံရွှေတို့ကငွေသားတွေမဟုတ်ဘဲလိုအပ်တဲ့ရေတန်းကတ်တွေကိုလည်းအများကြီးလှူဒန်းပေးခဲ့တာကြောင့်သူတို့ဇနီးမောင်နှံလှူဒန်းတာတွေကအသိန်းထောင်ကျော်တောင်ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့်ဝုံမုံရွှေင်းနဲ့ကိုနိုင်ဖြိုးကျော်တို့ဇနီးမောင်နှံကတော့ခရိုနီဇနီးမောင်နှံဖြစ်ပေမဲ့ရေသက်တရဲ့ချစ်ခင်လေးစားမှုတွေကိုရရှိနေခဲ့တာပေါ့စိတ်ဓာတ်ကောင်းတဲ့ဇနီးမောင်နှံဖြစ်လေချီချူးခံနေရတာဖြစ်ပါတယ်ရေသက်တို့အနေနဲ့ရောငလျင်ဘေးအတွက်ဒိန်ထောင်ကျော်လွတ်တန်းမှုကြီးလုပ်ပေးခဲ့တဲ့ဝုံမုံရွှေင်းတို့ဇနီးမောင်နှံနဲ့ပတ်သက်ပြီးအမြင့်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ